ဆိုဗီယက်စင်တို့မင်္ဂလာပွဲမှာအထိမ်းနဲ့မိတ်မကောင်းတဲ့အပြုမှုကိုလုံးမိခဲ့တဲ့ဆိုမြတ်သူစာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာစီအင်ဆိုင်ဒါဘေ့ချ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ ဒီရက်ပိုင်းမှာတော့ social media မှာစိုးပြေးတဲ့ဇာတ်နဲ့ဟင်းဝီရန်တို့ရဲ့မင်္ဂလာပွဲတွေနဲ့သာပြည့်နေနေတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကမင်္ဂလာပွဲကို6ပွဲတောင်ကျင်းပတာဖြစ်လို့ပွဲတွေကအရန်အများပြနေကြရပါ။ဒါအပြင်မိသားစုအတိုင်းဝိုင်းနေရာလဲပွဲတက်ရင်နဲ့ရှုံနေကြရတာပါ။အခုဆိုရင်တော့စိုးပြေးတဲ့ဇာတ်ရဲ့နောက်ဆုံးမင်္ဂလာပွဲကိုကျင်းပပြီးသွားပါပြီ။ပြီးခဲ့တဲ့ရက်မှာ6ပွဲမြောက်နေတဲ့မင်္ဂလာပွဲလေးကိုကျင်းပခဲ့ရပါ။ညစာစားမင်္ဂလာပွဲလေးကျင်းပခဲ့တာဖြစ်ပြီးတော့ တောအုပ်ထဲမှာကျင်းပသလိုပုံစံလေးနဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အနုပညာရှင်တတော်များကလည်းပွဲကိုတက်ရောက်ပေးခဲ့ကြပါတယ်။ဆိုမြသူစားကတော့ဆိုပြည့်သူစင်ရဲ့အမားတယောက်အနေနဲ့ ပွဲတိုင်းတက်ရောက်ပေးနေတာပါရှေ့ငါးပွဲလုံးမှာလည်းပွဲတက်ပေးနေကြတာဖြစ်တယ်လို့အခုလည်းပဲနောက်ဆုံးပွဲမှာအလားဆုံးပွဲတက်ပေးခဲ့ပါတယ်။ဒါပေမဲ့အစိုးမြသူစားရဲ့အပြုအမူတချို့ကလူတွေအတွက်တော့ဝေဖန်စရာဖြစ်နေတာပါ။ဆိုပြတဲ့စင်နဲ့ဟင်းဝီရန်တို့မင်္ဂလာယူနေချိန်မှာဆိုမြတ်သူစားရဲ့အပြုအမူကမင်္ဂလာမဖြစ်စေဘူးလို့ပြောဆိုနေကြတာဖြစ်ပါတယ်။အခုလိုပြောဆိုခံရတဲ့အဓိကအကြောင်းရင်းကတော့ဝစ်စင်ခဲ့တဲ့ဝစ်စုံကြောင့်ဖြစ်ပါတယ်။ ဆိုမြတ်သူစာကညစာစားပွဲကိုကျော်ရှင်တဲ့အမျိုးသမီးနေနဲ့တက်ရောက်ခဲ့ပါတယ်။ဝစ်စုံအားလှပေးမယ့်အရှောင်းကတော့အနက်ရောင်ကိုဝစ်ဆင်ခဲ့ရပါ။အနက်ရောင်ကခန္ဓာကိုယ်ရဲ့အပြစ်တွေကိုဖုံးပေးတက်လို့ရွေးချယ်ဝစ်ဆင်ကြတာပါ။အနက်ရောင်ကိုဝစ်ဆင်ပြီးတော့ဆိုမြတ်သူစာကအကျော်ရှင်ဆုံးပွဲတက်ပေးခဲ့တာဖြစ်ပါတယ်။အခုလိုပွဲတက်ပေးလာတဲ့အပေါ်မှာတတော်များလှတယ်လို့ချီးကျူးပုံမဲ့အရှောင်းအပေါ်မှာဝေဖန်နေကြရလဲဖြစ်ပါတယ်။အနက်ရောင်နဲ့မင်္ဂလာပွဲကိုတက်လာတာကကောင်းတဲ့အချိန်နမိတ်မဟုတ်ဘူးဆိုပြီးတော့ပြောဆိုနေကြတာဖြစ်တဲ့မင်္ဂ ္ဂလာဝဲဆိုရင်အားလုံးကအနဲ့ရောင်ကိုအတက်နိုင်ဆုံးရှောင်တာမို့ဇိုမြတ်သူစာအနေနဲ့လည်းရှောင်ပေးတဲ့နယ်လို့ပြောဆိုနေကြတာပါအနဲ့ရောင်ဝဲချားတာက ဝန်ထဲတဲ့အတိပယ်ကိုဖော်ဆောင်လို့သဘောမကျဘဲဖြစ်နေကြတာပါဒါပေမဲ့အစိုးမြတ်သူစားကတော့ဘလို့သဘောနဲ့မှမဟုတ်ပဲသူမနဲ့လိုက်ဖက်မယ်ထင်လို့ဝစ်လာခဲ့တာဖြစ်ပါတယ်စိုးမရီညီမရီမင်္ဂလာဆောင်မှာအယောင်ရွေးတာမှားတာမျိုးလည်းရှိခဲ့ပူပါတယ်စိုးမြတ်နနာတုံးကလည်းမင်္ဂလာဆောင်တဲ့အချိန်မှာအနီယောင်တောက်တောက်ကြီးနဲ့မင်္ဂလာပွဲကိုဆင်နွှဲခဲ့ပါတယ်အနီယောင်ဆိုရင်မင်္ဂလာပွဲတွေမှာတိတ်ပြီးတော့သုံးလေးမရှိဘူးအချောင်းရင်ကတော့အနီယောင်ကိုရွေးချယ်ရင်အိမ်တော်မမြဲတတ်ဘူးလို့ယူဆတာကြောင့်ဖြစ်ပါတယ်တကယ်လည်းပဲစိုးမြတ်နနာကဖြိုးကြီးနဲ့ တကယ်ကိုအင်တော်ကြီးအဆင်မပြေခဲ့ပါဘူး။ကွာရှင်တဲ့နေသားကိုရောက်သွားခဲ့ပါတယ်။ဒါကြောင့်မို့အယောင်ကိုတေချာဂယူဆိုင်တဲ့နယ်လို့လူအများအထောက်ပြပြောဆိုနေကြတာဖြစ်ပါတယ်။ ဆိုမြသူဆောင်ကတော့သူ့အတွက်လာပမဲ့အရာကိုဒီဇိုင်နာကရွေးချယ်ပေးလို့ဝတ်ဆင်ခဲ့တာမျိုးဖြစ်ပါတယ်။ဒါအပြင်ဆိုမြသူဆောင်ကဆိုပြေသစင်အတွက်ဝမ်းသာပီတိဖြစ်နေတာပါ။ဆိုပြေသစင်လက်ထက်တဲ့အချိန်မှာလည်းမျက်ရည်တွေကျနေကြတာပါ။အခုဆိုရင်လက်ထက်ပွဲရလည်း6ပွဲလုံးပြီးသွားပြီဖြစ်တဲ့အတွက်စိတ်ထဲမှာလည်းပေါ့သွားပါတယ်။ဆိုပြေသစင်တို့ကဟန်နီမွန်ထွက်ကြမှာဖြစ်ပြီးတော့ဆိုမြသူဆောင်ပါလိုက်သွားမယ်လို့သိရပါတယ်။ဆိုမြသူဆောင်နဲ့အတူစနီမြင့်လွင်တို့ပါမိဘတွေနဲ့လိုက်သွားကြပြီးတော့ပျော်ရွှင်စရာအချိန်လေးကိုဖြတ်တန်းကြမှာဖြစ်ပါတယ်။ အနောက်ရောက်နေမင်္ဂလာပွဲတက်ခဲ့တဲ့ဆိုမြတ်သူစာအပေါ်ဘလို့မြင်လဲဆိုတာကွန်မန့်လေးထဲမှာရေးခဲ့ပေးပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်